မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာဒီဟာဘာဖြစ်ချင်တာလဲမသိဘူးကိုတည်တွင်ကိုတူးတာတဲ့ဒီလိုပါပဲခင်ဗျားတို့ပြောသလိုပဲဦးတန်းရွှေလည်းသိတာကြားပြီဦးတင်းစီလည်းသိတာကြားပြီဦးခင်ညွန့်လည်းသိတာကြားပြီ ခင်ဗျားတို့ပြောတဲ့ဦးမင်းအောင်လိုင်းလည်းတည်တာကြပြီခင်ဗျားတို့ဒီလိုပဲပြောနေရကိုယ်တည်တွင်ကိုဒူးတယ်ဆိုတာလူဆိုတာကစားသတိတော်သတိလာသတိအိတ်တဲ့သတိရှိနေခင်ဗျားကလည်းဘယ်လိုသလဲလူအတူဖုံးကန်တဲ့သူလေခင်ဗျားတို့လေရင်ပြတ်ကြပါစေဆူတောင်းတာဘာကကြူကြီးသွားတာရုရှားဟိုအိုးဟိတော်ပေါင်းနေခင်ဗျားတို့ရဲ့အောက်တန်းသားစိတ်ကလေအမြုံစိတ်ကမကောင်းတဲ့စိတ်ကခင်ဗျားတို့ငါဒီစကားကိုပြောလိုက်ရင် ကောင်းမှာမလားလို့မတွေးပဲနဲ့ ငါပြောလိုက်မယ်ဆိုရယ်စိတ်ကိုတွေ့တာငါဒီစကားပြောရင်ဘာအကျိုးတက်အောင်မှုရှိလဲဆိုတော့ကောင်းလားခင်ဗျားပြောတဲ့စကားနဲ့မှာကဲခင်ဗျားကောင်းတာပါလားပြည်သူလူထုတွေပါလားလူတစ်ပါးသားဒုက္ခရောက်တော့လူတစ်ပါးသားကိုမကောင်းမြင်တဲ့စိတ်နဲ့မနာလိုတဲ့စိတ်နဲ့အဲ့လိုစကားတွေပဲပြောနေမှာတော့ခင်ဗျားကလူကောင်းဖြစ်နိုင်မှာမလားဟမ်ဖျက်စင်းသားကြည့်လေခင်ဗျားတိုင်းပြည်အတွက်ပြည်သူအတွက်နိုင်ငံအတွက်လူမျိုးအတွက်ခင်ဗျားဘာလုပ်လဲခင်ဗျားကအတွက်ကိုဘာလုပ်လဲခင်ဗျားတော့မှအိမ်မှာနေပြီးတော့မှ ဟမ်စားတော့ရဲစားမယ်တော့မယ်ဘွားရောက်နေခမရအိမ်မှာနေပြီးတော့ချမ်းသာနေပြီးတော့ကို့ဖရားတရားမယ်ဖရားလုံးမယ်လို့မလို့ခွေးနေနော်ရှော့ပြီးလိုင်းပေါ်မှာတိုင်းပြီးကောင်းအောင်ကောင်းကျိုးပြောတဲ့လူတွေကိုခမအားလိုက်လောက်အားလိုက်လောက်လိုက်ချောင်းနေမာလို့ပါဟမ်နော်ဘာမှခမအတက်ကရှင်နေတဲ့သူကတိမ်မတိမ်ပဲနေမှာလားခမအဲ့တိမ်နဲ့ရောခမကြောက်နေခမအလုံးမလုံးနဲ့ တေမောင်ကြောက်ရခင်ဗျကားတော်မရှိနဲ့ဗျဆိုင်ကယ်တော်မမောင်းနဲ့အချိန်ကြီးတည်သွားနိုင်တယ်ကားလမ်းပေါ်မှာသူများတိုက်လို့ခင်ဗျအဲ့လောက်ဒီပဲကျွန်တော်ပြုမွေလေးနဲ့ပြောပြတာလူဆိုတာတေမောင်ကြောက်နေခင်ဗျဆိုင်ကယ်စီးနေတာမှာဘယ်သူကလာတိုက်မှန်းမသိဘူးတိုက်ရင်တေဘယ်လိုလုပ်မလဲတေမောင်ကြောက်ရင်ဒီလောက်ကိုမလုပ်ဘူးလို့ပြောပြီးသားဟာဘာအိမ်လာပြီးတော့ပြောနေအောင်စကားတွေကလေနဲ့ဘုံကျဲတယ်လေရှိလို့ကျဲတာပေါ့မင်းတို့အန်ယူဂျီလည်းရှိရင်ကျဲတယ် ကျဲမင်းတို့အန်ယူဂျီရှိရင်ကျဲလို့နော်ငါ66ကောက်ကကြီးနဲ့ငါတောင်တောင်တကုံရုံးမှာငါတခါပဲသွားရင်ဆိုင်မှာဘာလို့လဲဆိုတော့ငါရဲ့အားအောင်ငါပြချင်တာငါပုံမှာပြည်သူလူထုငါနိုင်ငံသူငါနိုင်ငံသားအမှန်တရားကိုချစ်မြတ်နိုးတဲ့လူဟာဘလောက်တိဝင်းရလဲဆိုတာမင်းတို့မျက်မြင်ကိုယ်တွေ့တွေ့အောင်လို့ကိုပြချင်တာအဲ့တစ်ချက်နဲ့တည်းရှိန်သွားမှာဟုတ်လားမင်းတို့အခုတရားစွဲတဲ့မမုတ်ကိုင်ပေါ့ မုံမောက်ခိုင်ဘက်ကလူတွေဒီဘက်ထွက်စောဘုံဘက်ကလူတွေဒီဘက်ထွက်အဲ့မှာပဲပွဲပြီးသွားမှာနော်အဲ့မှာပဲမင်းတို့ပြီးသွားမှာပွဲရအမရဘူးမရအောင်အဆင်မပြေဘူးပြုံးလှင်ပဲသွားပါဒီချီးတုပ်တွေချီး ဟာဒီကြီးတော့မှုကြီးကြီးတော့ကြီးတော့မှဤဆွေတဲ့အမှုညာအစင်မပြေပါဘူးပြင်းဦးလည်းတာတွဲလိုက်ပါတော့ဆိုရင်တော့အဲ့ဒါပြီးရောပေါ့ဟုတ်လားလူမျိုးဘာလိုက်ပို့မနေပါနဲ့ဟိုကပို့လိုက်အုံမဒီအုံမခါတော့ပဲပို့လိုက် မင်းကိုတီတွေအများကြီးတွေမှာစားစားပြီးတော့မှဝေရန်ထွက်ပြေးပြီတဲ့อืมဟုတ်မှာပေါ့ငါတို့ဘာအာနာသိန်းတာမဟုတ်ကွာအာနာထိန်းတာငါတို့ဘာအာနာထိန်းတာထိန်းတာငါတို့ရဲ့အဘလက်ထဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်ငါတို့အဘနဲ့ငါတို့ငါတို့ ပပိုင်နဲ့အန်တီအန်တီဂျူဂျူလာနဲ့ဥမာရုရှားတို့ဘီလာရုတို့ဘက်မှာအာသာရနေတာမင်းတို့ဒီလောင်ကြခွေးတွေလောင်ကြဒါဖြစ်ဘူးမင်းကိုဒီမှာတော့လက်လက်ဆက်ဆက်ကလေးဒီအလုံးမခွေးတွေမင်းတို့ကောင်းနေနော်လာဟောင်နေတယ်မင်းတို့စားလဲစားနိုင်မှာမဟုတ်ပါဘူးမင်းကိုဒီတလုံးဘလောက်ရှိမှလည်းဒီမှာမဟုတ်ပါဘူးမင်းတို့အဲစကားနဲ့ပဲတန်းတယ်

။အကျောင်းတောက်ကကြီးကဥပဒေရဟုတ်တယ်လေ။ဘာမှမဟုတ်တဲ့ကိစ္စလေ။ဟုတ်လား။သူကသူလာပြီးတော့မှန်တာကိုအဲ့ဒါကိုကဆဲလိုက်တာကိုအဲ့ဒါကိုကျောင်းတောက်ကကြီးတက်ပြီးတော့ဆွဲတာလေ။မဟုတ်ဘူးလား။ဟုတ်တယ်မလား။ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဖြစ်တည်မှုကဘာမှမမဟုတ်လား။နော်။ငွေတန်တယ်လေးပြီးသွားလို့ရတာပဲနောက်ဆုံးအဆင့်ထိ။ဟုတ်တယ်မလား။မဟုတ်လား။ အဲ့တော့ကျွန်တော်ကျွန်တော်ကိုဆွဲတဲ့အရာကဘာလဲကျွန်တော် YouTube တွေဖြတ်မှာမဖြတ်တာမသွားကြည့်လीကျွန်တော်ကိုဆွဲတာကဆဲလို့တဲ့ဆဲတယ်ဆိုတာကျွန်တော်ကဓာတ်ရိုက်ဆဲတာမဟုတ်ဘူးလीဗျာကျွန်တော်လာမှန်လာကျွန်တော်ဒီလိုကိုမလာမှန်လာအခုလို့ပေါ့အကျန်းဖက်ဆက်သွင်းနေတယ်လေတဲ့ပြောငမှုငကြောင်ပါညာအဲ့မှာကျွန်တော်ဖတ်မိလိုက်တော့မုံမုခိုင်မင်းတို့တရားဆိုရမယ်ဆိုတော့ဘယ်ဖာတယ်မှာလဲတို့အဲ့မုံမုခိုင်လို့ကျွန်တော်မှမသိတာ မသိလို့ကျွန်တော်အဲ့ဒါမန်ဖတ်ပြီးကျွန်တော်ဆဲရလေအဲ့ဒါ66ကောက်ကကြီးမမြောက်ဘူးအဲ့လိုဆိုရင်ခမရလည်းအဲ့လို66ကောက်ကကြီးနဲ့ဆဲတိုင်းဆွဲတိုင်းဆဲတိုင်းတာပြောတိုင်းတာဆွဲမယ်ဆိုရင်ခမရမြန်မာပြည်အလူထောင်ထဲကိုဝင်နေရမှာပေါ့မြရလည်းမဟုတ်ကောက်ကခမရတို့အားကြောင့်မလို့ပြောတာဥပဒေဆိုတာကနက်နက်နေတယ်နော်အခုကအတန်းရှင်းရှာပြီးတော့လှုပ်လိုက်တာခမရတို့တလောက်လည်းနားမလဲဘူးပြောနေတာ ိုးလို့ဆိုရတာကျွန်တော်အပြင်မှာမြင်မှုခြင်းလို့အမြင်မှာတွေ့လိုက်အမ်ကျွလန်ဒီဘေးရဆောင်းဖြောင်းတာလေငါမထင်သားမိဘူးရုပ်ရှင်မင်းသားတော်မှာဒီဘေးအသက်အရွယ်45နှစ်ဆိုတာမထင်အောင်ပဲဆောင်းငယ်ငယ်နွနွထွထွချောချောလေးပဲဘောနော်လက်ကအချိုးတွေကြည့်ပြီးဟာဒီဘေးတော်တော်တန်မာမဲ့ပုံပဲဗောအမ်အဲ့လိုမျိုးအဲ့မှာကြည့်လိုက်အော်ဒီဘေးယူမှာ တရားဆွဲပြီးတော့မှားသွားပြီသူ့နာမည်ထဲမပြောဘူးနော်တရားရယ်ပြည်စုံကလည်းသိစေချိုးရယောဂနဲ့တည်တော့မှာငါဟုတ်တယ်ဒီမှာတော့ပြောနေဦးလေးကချိုးရယောဂနဲ့ကိုတည်တော့မှာတော်တော်ချိုးတာလားကြီးလေးချိုးလေးပဲဒီများတက်လို့မတည်ဘူးတဲ့ချိုးရယောဂနဲ့တည်မှာလားဘယ်လိုလုပ်မလဲဒီနေရာဒီမှာ ်ချောတဲ့ယောဂနဲ့တည်ပါတယ်ဟုတ်တယ်ကျွန်တော်တော်ချောနေတာတောင်းတော့မှာကြားတယ်မြည်တယ်ဒီဘကမျိုးကြီးတခုလုံးနဲ့ရှင်ပြောတော့ပါဦးတီးနေပန်းခဲ့ဦးမှာတော်ရရနော်ကျော်လေး ဘာပဲပြောအပြင်းပြပါခင်ဗျားတို့ကပြောရကျွန်တော်တမင်သက်သက်ကိုဒီ like ကလေးကိုလွှင့်ပေးနေတာပါပေါ့နော်ကျွန်တော်ဟိုမှာပြီးတော့မှလို့ပြတ်တော့မှလို့ကျွန်တော်ကလေဘယ်တော့မှမချိန်ဘူးဘယ်တော့မှမချောက်ဘူးမိုးကြိုးပဲတခါလေးပြစ်ချလိုက်ပါနော်ဒီများလို့ပြောတော့တရားဆွဲပါလေလို့ဆွဲပြီးပါပြီလို့ မင်္ဂလာရှိပါလေလို့ကျွန်တော်မပြောဘူးကျွန်တော်အဲအဲ့လိုမျိုးတွေပြောပြောမှာမဟုတ်ဘူးပေါ့နော်ပြောချင်တာကျွန်တော်အဲ့လိုတွေမပြောဘူးကျွန်တော်တခါတည်းမိုးချိုးတခါတည်းဝုန်းဆိုပြစ်ချလိုက်နော်ဘာမှပြောစရာမလိုခင်ဗျားတို့ထင်ကြရင်ထင်အလုပ်တစ်ခုဆိုတာကကိုလုပ်ပြီဆိုရင်ပြီးဖို့လိုတယ်တည်တတ်ဖို့လိုတယ်နော်ကိုဘကအခိုင်အမာတည်ဆောက်နိုင်ဖို့လိုတယ် နော်အဲ့တော့တရားမဆွဲပါဘူးကျွန်တော်ခုလွတ်ပါတယ်အလုံးနားလဲပြလိုက်ပါကျွန်တော်ကိုဆွဲတာ ਉਹ ပဲအထမြောင်ဆွဲဖို့ပဲကျွန်တော်ကတိုက်တော့ပါတယ်ခင်ဗျားတို့တချို့သောလူတွေကဥပဒေကြောင်းလဲအရာကိုအစင်းစင်ခင်ဗျားတို့ကမသိတာငါတို့ခုအဲ့တရားဆွဲဖို့ဆိုလို့ရှိရင်သူကကျွန်တော်ပြောတဲ့အောင်ရှင်းနေလို့သွားပြမယ် အရှင်တွေကိုလည်းသူကငွေကြီးနဲ့ငားရမယ်ရှင်တွေကိုငားမယ်ဟုတ်ပြီဒါနဲ့ဆွဲမယ်ရှင်တွေကသူကဒါကိုရေးမယ်ရေးမယ်ရေးမယ်ပြီးပြီးသူကစကမ်းရဲကိုသူကတော့ပေးရကျွန်မဒါကုစုဘုန်းကြီးကျွန်မဒါနဲ့ဆွဲရတယ်ဟဲ့ဆိုတော့စကမ်းတော့သိအောင်တော့ရှောက်မခံဘူးပေါ့တရားဆွဲပါလေဆိုတော့မှလာတိုင်းလေဆိုတော့လေစကမ်းကလေမဆွဲပေးရင်လေသူကသူ့ပြစ်ဖြေအောင်ပါ 哎，OK 吧，谁比吧嘞？哎，妈碰壁吧，碰壁！谁点嘞？啊，十多亿蚊子钱了，对吧、啊？点来的，确实找家己出了。哎，你蚊子有小号码？哎，蚊子有啊，事先、啊啊啊、变假了嘛？我说我一个，五码的个，第二啥呢？第二虽然没秒吧，五水，哎、啊，第二啥？表挂的。 ပျောက်သွားတယ်။အဲဥစ္စာနဲ့တရားဆက်ဆွဲပါလို့ပြောတာနဲ့အိုက်ကြရင်ကိုစိုးဘုံယုံ60ကောက်ခါကြီးနဲ့အမှုဖွင့်ထားတဲ့ကိစ္စကအထက်ကနေပြီးတော့ဆန်းရှင်ပြန်ကြလာပြီးတော့မှကိုစိုးဘုံကြီးကိုခေါ်ယူစစ်ဆေးဖို့အတွက်ကျွန်တော်တို့ကိုစိုးဘုံယုံခေါ်ယူရတယ်ဆိုမှအဲ့ကြမှာရဲစခန်းကိုလာရမှာအဲ့ရဲစခန်းမှာကိုစိုးဘုံယုံတော့ဒါနဲ့ဆွဲထားတယ်ဒါဒီကိုစိုးဘုံယုံကိုကျွန်တော်စစ်ဆေးမယ် အဲကျွန်တော်စစ်စေးတဲ့အချိန်ကျမှကျွန်တော်ကဟုတ်ပြီဒါဒါဒီလိုဒီလိုပါဒါဒီလိုကဒီမှာဒီမှာဒီမှာဆိုပြလိုက်တော့အဲ့မှာအမှုတည်ဆောက်မယ်အမှုတည်ဆောက်တော့မှတရားရုံးကိုရောက်အောင်မယ်တရားရုံးရောက်တော့သူ့ပဲရှင်းနေလဲရှင်းမယ်ကိုယ်ပဲရှင်းနေမယ်ကျွန်တော်ဒါမျိုးနယ်ဖြစ်တဲ့အတွက်ဥပဒေမှာအကြံပေးတွေရှိမယ်ဥပဒေဆွဲချတွေရှိမယ်ကျွန်တော်တို့ပွဲရတော့လှမှာပေါ့ကျွန်တော်ပွဲရဘ누구ဘက်ကမှဘာမှပေးလို့မရဘူး ်ပေးလို့မရအောင်ပေးလို့မရအောင်เนาะပေးလို့မရအောင်ပေးလို့မရအောင်ဆိုတာကဒါဟိုဟာဒါရိုးရှင်းရှင်းကိုပြောတာအာဟိုဟာနဲ့ပိုင်လို့ဒီဟာနဲ့ပိုင်လို့ငါဒါပေးလို့ညာပေးလို့ပေးလို့မရအောင်ဒီဘွဲအမှန်တရားရဲ့ဘွဲအဲ့ဒီမှာခုံမှာထိုင်နေတဲ့ဒီဘက်ကဆွဲချဥပဒေရှိမယ်နိုင်ငံတော်ရဲ့အစိုးရဆွဲချဆိုတာရှိတယ်ဥပဒေဥပဒေအရရှိခုံတရားသူကြီးရှိတယ်ပြီးရင်ဒီဘက်ကအပြိုင်ဆိုင်ရှေ့နေရှိမယ် ဲ့ဒီရှင်းနေနဲ့အဲ့မှာပြောပြီးတော့မှနိုင်သွားပြီဟဲ့ဆိုရင်တော့ကျွန်တော်နိုင်ရင်တော့ကျွန်တော်ကမင်းသားပဲလေငကိုတွေကမင်းသားပဲဟုတ်တယ်မလားသူရှုံးသွားရင်သူကနိုင်ငံကြီးတည်သွားပြီဒါပဲအဲ့မှာဘယ်သူပါလဲစောင့်ကြည့်ရမှာပေါ့ဟုတ်တယ်မလားအမှန်တရားဘယ်သူလဲဆိုတာစောင့်ကြည့်ရမှာလေဒီပွဲကကျွန်တော်စားခဲ့တာလည်းမဟုတ်ဘူးကျွန်တော်အရင်စားခဲ့ကြတာ ကျွန်တော်ကလိုက်ပြီးတော့ဖြည့်ရှင်းပေးတာတလားလို့နာမည်ကြီးပါစေတော့ဆိုတဲ့စိတ်နဲ့လိုက်ဖြည့်ရှင်းပေးမှာเนาะဥပဒေဆိုတာအဲ့လိုခေါ်တယ်เนาะကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာเนาะဥပဒေကျွန်တော်တရားဆွဲခံရတယ်တရားဆွဲခံရတာဘယ်သူကဆွဲရလဲသိလားစစ်တပ်ကဗိုလ်မှူးဟိန်းသာဒွန်းနဲ့ BC နံပါတ်3698 ကိုယ်ခိုင်45ကဒုတိုင်ရင်မူကကျွန်တော်ကိုဆွဲတာဘာနဲ့ဆွဲလဲဆိုတော့တနက်မှုတနက်တနက်ဂလော့ဂလော့ဂလော့တနက်မူရစီဝါ35ပြားကျွန်တော်ခေမိုင်းအိတ်ထဲကိုထည့်တာပြီးလို့ကြည့်လို့ချင်းတင့်မှုပြီးလို့ချင်းရင်ဝဲတော့6စီးမှုဆွဲတာရင်ဝဲတော့ဆိုပြီးတော့ဆွဲတာသူကလေးမှုဆွဲတာတရား14လရင်ဆိုင်တာကျွန်တော်ခေမောင်းကျွန်တော်ခွင်းလုံးကျွတ်လုတ်ခဲ့တာ အဲ့တော့ဆိုရင်ကျွန်တော်ဥပဒေကြောင်းလောင်းဘယ်လောက်နားလဲတယ်ဆိုရင်ခင်ဗျားတို့သဘောပေါက်လားအဲ့ဒါတရလိုကတော့ကျွန်တော်ကတရခံကျွန်တော်ခေမတရခံတရလိုကစစ်တပ်က BC နံပါတ်3698အခုလက်ရှိတောင်ဝန်တန်းဆောင်တွေအနိုင်ဆုံးဖြူဝါမှုတွေရှိတယ်ဆိုရလားနော်မူဇက်ခင်တရားရုံးကနေပြီးတော့မှခွေးလုံးချွတ်လွတ်လာတာအမှု နော်တနက်ဘူးကရှမ်းလက်နဲ့မူနဲ့6လနော်တင့်ဘူးက3လကြာတယ်ကားတွေကလိုင်စင်ကားတွေ6စီးလင်ကရိုဇာ2စီးပရာဒို4စီးကိုခိုင်ရဲစခန်းကနေပြန်လွတ်သွားတာနော်တရားဥပဒေကိုအလောက်ဒီဘလောက်ဒီနားလဲထားလဲဆိုလို့ရှိရင်ဒီလောက်ကတော့အခုတရားရုံးမှာမလား နောက်ဆုံးစင်ဒီအိုက်စင်ကိုရောက်ပါစီပဲဆူတောင်းတာအိုက်စင်ရောက်မှအေးရော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 လို့ဖြစ်ပါလေသိရမလားကိုသောဝုံးဝေးကိုသောဝုံးကိုသောဝုံးဝေးဆိုအဲ့လိုဖြစ်ပါလေအဲကျွန်တော်ကလေဟေးအ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 ေးဆိုကပါကျွန်တော်ကကျွန်တော်ကပြီးရကြာယူတယ်မှာနော်နော်အဲ့လိုပြောကောနော်အဲ့တော့ဟိုးလုံခဲ့တဲ့2019ခုနှစ်9လပိုင်း26ရက်နေ့ကဖြစ်ခဲ့တဲ့အမှုနော် နော်2019နော်2019ကနေ2010ခုနှစ်လပိုင်း14ရက်နေလားမသိနော်ဂွင်းလုံးကျုပ်လွတ်ခဲ့တဲ့ကောင်နော်အဲ့ဒါပြောပြီးပြီးဇွန်လလို့မူရစီဘွား35ပြားကိုခရိုင်မှုတနက်မှုဂလောဂလောတနက်မှုတင့်မှုကားမှုအဲ့လိုရင်းဆိုင်ခဲ့တာနော် အခုဒီဘက်ကကြမှာဒီနိုင်ငံရေးမှုလို့ပါတော့ဖြစ်လာတာပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့စိုးရိမ်နေတာတွေကနားမလည်တဲ့လူတွေကိုလည်းခင်ဗျားတို့ကုသဘက်ကိုဘက်မပြောပါဘူးဥပဒေခင်ဗျားတို့လာဆဲတဲ့လူတွေလည်းနားလည်အောင်ပြောပြတာပါဥပဒေဆိုတာခင်ဗျားတို့လှုပ်ရှင်တိုင်းလှုပ်လို့မရအောင်နော်ရဲစခန်းမှာအခုကျွန်တော်ကရှင်းနေရတဲ့ကျွန်တော်ဒီမှုနဲ့ဆွဲမယ်ဆိုပြီးအခုသူအမှုဖွင့်နေဆိုတဲ့အဲဒီလိုမျိုးပဲဆွဲလိုက်တယ်တင်လိုက်တာပဲရှိသေးတယ် เนาะဒါဟို CID ကနေဒါ၄ဆင့်ပဲဒါ၄ဆင့်ပဲ CID ဒီယာ၄ချက်လက်တွေအကုန်ပို့ရတယ်ဆက်သွေးဝင်ကြီးနေတာကိုပို့ရတယ်ဒါကတော့ဒီလောက်ကတော့ဗျာဒါကကုသဘုန်းကြီးကလည်း live လုပ်ရင်းနဲ့သူ့ပြောလို့သူကလည်းဆေးတဲ့အမှုကြီးပါเนาะဆွမ်းနာပြောသလိုပေါ့ဆက်ပြာတွေဟိုနေပူလန်းပြီးတော့မှအဖုတ်သေးသွင်းရမယ်လို့အဲ့အရာကြီးကတော့သူ့နာမည်တက်ပြောရလဲမဟုတ်ဘူးလေအဲ့ကျွန်တော်လည်းမဆိုင်ဘူး သူလဲကျွန်တော်ကိုတရားမစိုးခင်ကနာမည်ထည့်မပြောဘူးကျွန်တော်လဲနာမည်ထည့်မပြောဘူးဟုတ်တယ်ဟုတ်လားအဲ့အရာမဆိုင်ဘူးအဲ့ဒီမှာအဲ့မှာနာမည်တကူမှမပါဘူးနော်ကျွန်တော်ဘုံမှာအတီးဖြစ်မှာကျွန်တော်ဘုံမှာကျွန်တော်လိုက်လွန်းတာတရားဝင်လိုက်လွန်းတာအတီးဖြစ်မှာနော်အဲ့တော့ဘာမှမကြည့်သေးဘဲနဲ့အမှုကတော့ဗျာသူများလူပဲသွားတိုင်ဖွင့်ရတာပဲဖွင့်လို့ရတာပဲဘာမှမမဆန်းဟုတ်တယ်မှာအမဆန်းရှင်ကြလာမှာဟိုကတင်ထားတာ အဲ့တော့ဟိုကဘာလှုပ်ရှုပ်နေမှမသိဘူးမကြလာရင်တိုင်ပက်ဟိုမြေမြေကြောက်အောင်လှုပ်ခိုင်းလိုက်ပါအမာကြီးခင်ဗျာနော်အားအကြမှာကုသိုလ်ဘုန်းကြီးကြလာပြီဆိုရင်အဲမကြလာအောင်ဆိုသူတို့ဖုံးမဆက်တော့ဘူးတော့ရဲနေတော့ချိတ်ဆက်စရာမလိုကျွန်တော်တို့ဓာတ်ရချိတ်ဆက်ကြလာပြီဆိုရင်ကျွန်တော်ကတိပြီးသားပဲဒီကျွန်တော်ချက်ချင်းကိုလာမှာဟဲ့သဘောရေကိုတက်လာပြီဟဲ့ရေကိုဆင်းလာပြီပေါ့နော်ဒါအဆင်းဆိုတော့ အာအဲ့မှာလူတွေအကုန်လုံးပျော်ပါပြီးတော့ခုံပေါင်းပြီးတော့နေကြအောင်ပါเนาะအဲ့တစ်ချက်တွေအဲ့တစ်ပေါက်တော့ရှိတာပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်ကဘ ᱹ ဒုမှကျွန်တော်အဟုတ်မပါလို့လည်းမပြောဘူးအဟုတ်ထင်ပါလို့လည်းမပြောဘူးเนาะဒါပေမဲ့ကျွန်တော်ကတိုင်းရုပ်ပြည်ပြည်အလုပ်လုပ်နေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ခင်ဗျားတို့ဝေဖန်တာတွေကိုကျွန်တော်အကုန်လုံးကိုခံနိုင်တယ်เนาะเนาะ အဲ့အဲ့ဒါတွေခင်ဗျားတို့ကြိုက်တာလာပြောကျွန်တော်ခံနိုင်တယ်ခင်ဗျားတို့ကျွန်တော်လာကြည့်ပေးတာကိုပဲကျေးဇူးတင်တယ်မအိပ်မနေပေါ့နော်နော်မအိပ်မနေပေါ့ရဲစခန်းတိုင်ချက်တွေကဒါရီလဝါရီလဝါရီပါ မပြောပါနဲ့တိုက်တာနဲ့တိုင်ပလေးသေးတယ်တိုက်တာနဲ့တိုင်ပေါ့66ကကြီးပဲလေဘာမှဖြစ်ပါဘူး မတို့လည်းကြည်နိုင်နေเนาะကျွန်တော်ကျွန်တော်ကဒါနည်းနည်းကြည်နေတာကျွန်တော်ကြည်နေတာခမတို့ဘောလို့ကြည်နေကြတာကြည်နေကြအောင်လူရောလူရောမလူရောလူရောကြည်နေတာကျွန်တော်ဘယ်ချိန်ထိလိုက်လို့လဲကြည်မဲ့သဘောရှိတယ်ဟိုဟို Facebook တက်တော့မှကျွန်တော်ဆိုးလာပြန်တယ်အားမရှိတော့ နားကြပါတော့ဒါပေမဲ့ကျွန်တော်တို့အတွက်ねဘယ်သူမှမပူကြပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်เนาะဘာမှမဖြစ်မလာဘူးဖြစ်လာရင်လည်းတိုင်းပြည်ပြည်သူစပီကာတယောက်ဖြစ်နေတော့အားလုံးကကြားရမှာမြင်ရမှာတွေ့ရမှာเนาะအကျွန်တော်ကလည်းဘလိုင်းသွားမှာမဟုတ်ဘူးเนาะအမကျွန်တော်ရဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေအများကြီးရှိတာ ကိုယ်စိုးဘုန်းကြီးတော့ဒီလိုသွားပြီးဒီလိုလာပြီးเนาะပြောကြမှာအားလို့ line ပေါ်မှာအကုန်သိရမှာမစိုးရင်လည်းဒီကြားထဲမှာကျွန်တော်အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့တိတ်ဖုံးဆက်ပြီးတော့မမေးကြပါနဲ့ကျွန်တော်ဖြေရှင်းရတာတော်တော်ကိုမိုးလို့เนาะသူတရားဆွဲလိုက်တာစောက်တောင်းမဟုတ်ဘူးအဲ့အဲ့တရားဆွဲလိုက်ပြီးတော့ဖုံးတစ်လုံးမှမနာရအောင်ဖုံးသုံးလုံးရှိတယ်လက်ရှိကိုင်းနေဘုံက၃လုံးတစ်လုံးမှမနာရအောင်ကိုယ်တော်ဘုန်းကြီးရဲ့ဆွေးရင်လို့ပါမှန်တယ်သူတို့ကဆိုးတော်ကြနေတာပေါ့အဲ့လူတွေလည်းကျွန်တော်က ဟိုဟာဖြစ်တယ်ချစ်တယ်ဒါမဲ့ကြားတော့ဗျာလူကတယောက်တည်းဖြစ်ရှင်းရတာကြတော့ကောက်ကိုင်းတဲ့ဘုန်းတွေသူတို့တလုံးမြတ်တလုံးတွေလိုက်ဆက်နေတာအာအလုတ်ကိစ္စအောင်မလုပ်ရတော့အဲ့ဘုန်းကြီးကိုစိုးဘုန်းကြီးအဲ့ကောင်မတရားဆွဲထားတာဟုတ်လားအကောင်မဘယ်ရလဲဘာဖြစ်နေမလဲဟောအကျုံလည်းမသိဘူးလို့သူနေရနေရကျွန်တော်မသိသူကရန်ကုန်ကပြောရမယ်ဘာဖြစ်လို့လဲတရားဆွဲရလဲဘာဖြစ်ဘူးခမောက်စိတ်မပူနဲ့ဟောအဲ့လိုမျိုးဖြေတာများလာတော့ကျွန်တော်လည်းမိုးကြက်တယ်လေဗျာကြာတော့စိတ်အနှောင့်အယှက်ဖြစ်တာပေါ့ဟောဟိုချစ်လို့ဆိုရင်လို့ ဟိုဆက်တာတော့မှန်တာပေါ့ကျွန်တော်ဒီ live ကနေတခါလေးပြောချင်တာမစိုးရိမ်နဲ့နော်ဒီပွဲကတိုင်းပြည်ပြည်ဒီပွဲနော်ဘဒူပါလဲဆိုတာသိမဲ့ပွဲနော်သူ့ဘာသူအေးလေးပြီးသွားရင်လည်းဘဒူပါလဲဆိုတာသိမဲ့ပွဲတရားဝင်ပြောမှပြောပြမှာပြောမှာတရားဝင်ပြောပြောပြပေးမယ်ပွဲနော်ဇော်ပွဲအဲ့လောက်မညံ့ဘူးအဲ့တော့ဘာမှမစိုးရိမ်ကြနဲ့နော်